မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဗုဒ္ဓဘာသာဝင်များဦးစင်ကတော့ခိတေသည်ဆရာတော်ပါဒါမြတ်စွာဘုရားကို ရှ िख ိုဦးရှာပြီးမှအိုက်ကြတယ်ပေါ့တရားတော်မြတ်ကိုဘယ်လိုမျိုးရှ िख ိုဦးရှာကြပါလဲတန်ဃာတော်တွေကိုလည်း မုဒိတံဃာပရမတ္ထတံဃာတော်တွေရှိတဲ့အထေကတံဃာတော်တွေကိုလည်းအခုခေတ်မှာဒါဥရှာပြီးအိတ်တေသူကနေတော့ပါပြီတဖြည်းဖြည်းဦးဇင်းတော်ရဲ့ဗုဒ္ဓဘာသာမိအနီအောင် ပြနေပါပြီမိစိမ်မပြတော့ပါဘူးအလိုပြောလေဆိုတော့ဦးဇင်းတို့အတွေ့အကြုံတွေနဲ့ တွေ့နေရတာပေါ့ဒီကိုကနှလုံးသားအထက်မှာတရားဆွေးဖို့ဆိုတာလူတွေကအချင်းချင်းမသိမြတ်မှ တရားယုံမှတော်ပြီးတော့တရားဆွေးကြတယ်ပေါ့အဲ့ဒါကိုနှလုံးသားအထက်မှာတရားမဆွေးလို့ဖြစ်ပါတယ်မိမိစိတ်နှလုံးအိမ်ထဲမှာအမေရန်မိမိကိုကိုမိမိ တရားဆွေးအောင်လေ့ကျင့်ရတာဖြစ်ပါတယ်တရားဆွေးလိုက်တော့တရားဆွေးတော့တော့ဘသူတရားသူကြီးလေးဆိုသတိဆိုတဲ့အရာကတရားသူကြီးပဲတရားသူကြီးကတရားခံကိုရှာတော့တရားခံကဘသူလေးကိုယ်တိုင်ပဲတရားခံဖြစ်နေပါတယ်တရားသူကြီးကိုယ်တိုင်က တရားခံဖြစ်နေတယ် အဲ့ဒါနဲ့မြေထွက်ဖို့အပေါက်ကိုလေပေးထားပြီးသားအဲ့ဒါကိုစာပေပညာရှင်တွေကရန်သူဝိုင်းထားထိုယောက်ျားကမြေထွက်ဖို့ရာလမ်းပေါက်တာလည်းရမြေမထွက်လမ်းတွဲမဟုတ်ရှိတဲ့အဲ့ဒါမြေမထွက်ကြပါဘူးကိုကိုတိုင်ကတရားသူကြီးကိုကိုတိုင်ကတရားခမ်းဖြစ်နေတာကဗုဒ္ဓဘာသာဝင်တွေက ဒါတရားတော်မြတ်ကိုတရားကတော့ကြားနေတာပဲဟိုဘက်ကကြားတယ်ဒီဘက်ကလည်းကြားတယ်ဒါပေမဲ့ကိုကလှုပ်ပြီလားဆိုတော့စားပြီးတော့မလှုပ်သေးဘူးကြီးနေတော့မယ်စဉ်းစားနေတော့မယ်စဉ်းစားရင်စဉ်းစားရင်နဲ့ဖေတော်တဲ့လူတွေလည်းအများကြီးပဲကနနေကိုကသေတော့မယ်ဆိုရင်ဘလို့လှုပ်မလဲအဖုံဖုံတွေလည်း တရားမှတ်နေတာဖုံဖုံနေလေဒီလိုစိတ်ထဲမှာသွင်းတာတဲ့ခဏနေရင်ငါသေးသောရင်ဘလို့လုံးမလဲတရားတော်မြတ်ကို ရှိမခိုးခဲ့ဘူးဓမ္မာနုဓမ္မပฏิပတ်တိတရားတော်ကိုပူဇော်နေခြင်းသည်ပင်လေဒါရှိခိုးနေခြင်းပဲတရားကိုဥရှားနေခြင်းပဲနိဗ္ဗာန်သို့တိုင်အောင် ဖရာကိုအလေးမဲ့ပြုနေခြင်းပဲ ဒါမနွေတိကရုံကရောတိအဲ့လိုမျိုးလေးပေါ့ပါဠိပြန်မှာပါရံပေါ့နော်မြတ်စွာဘုရားရှင်ကိုလူတွေကအောက်ကသားတွေနဲ့အသင်ကြီးဟိုက်ကြီးနဲ့ပြီးတော့ဂုံတော်တွေနဲ့အာပါဇက်တွေကဆိုပြီးတော့မှဒါရှီခိုးတက်ကြတာပေါ့စိတ်ကကြတော့စိတ်ကိုကြတော့မပြုတ်ပြင်ကြဘူးဖြစ်နေတယ်ဗုဒ္ဓဘာသာဝင်တွေတွေးနေရတာတွေးနေရတာအဲ့ဒါနဲ့ ပရိယတ္တိတော်ရှိတယ်ပฏิပတ်တိအခုဖရာကုံတော်ကိုပါကို ရွယ်ကြီးဆိုရင် အကုန်လုံးရတယ်တရားကုံတော်ကိုရွယ်ကြီးဆိုရင်ဒါများသောအားဖြင့်ရခိုင်နှုတ်အများသောအားဖြင့်ရတာပေါ့ဒါပေမဲ့ဒီဟာလေးတင်မဟုတ်ဘူးလေတရားကုံတော်ရဲ့အတိတ်ပေကိုလိုက်နာခြင်းသုံးရမှာတရားကုံတော်ကဘာပြောလဲလာပါကြည်ပါမက်ပါတဲ့အိဟိပတိကော ရှုမှတ်ပါတဲ့အဒါခန္ဓာပေါ်နေတယ်တဲ့အကြောင်းတိုက်ဆိုင်လို့အမှန်နဲ့နာနဲ့တိုက်လို့ကြာစိတ်ကြာခန္ဓာပေါ်နေတယ်တဲ့သတိကပ်ပါတဲ့မကဲ့ရင်တဏှာဝင်မယ်တဲ့မကဲ့ရင်နှစ်သက်မယ်နော်မျက်လုံးမှာပေါ်ရင်လည်းနှစ်သက်မယ်နားမှာပေါ်ရင်လည်းနှစ်သက်မယ်တဏှာမနှစ်သက်ဆိုရင်လည်းတဏှာဘာမှမသိပေးလိုက်ရင်လည်းတဏှာ ကိုကဘာဖြစ်နေလဲဆိုတော့မျက်လုံးမဲပြီးတော့တချို့ယောဂီတွေတွေ့ရတာပေါ့စင်စာပြီးစိတ်ကူးပြီးနေလေပြီမျက်လုံးမိတ်မှပို့ပြီးတော့စင်စာကောင်းတာအဲ့လိုဆိုရင်မျက်လုံးဖွင့်ပြီးတော့မှတ်ပေါ့မျက်လုံးကိုဘသူကအတင်းကြီးဇွကြီးမိတ်ခိုင်းတာတော့ဒါမျက်လုံးဖွင့်ပြီးတော့လေမက်ကြီးပေါ့မောင်ရင်မျက်လုံးမဲပြီးတော့အတွေးများနဲ့ရှာရှာလေးနေတာပေါ့အဲ့ဒီအတွေးကိုဘယ်လိုမဲရမလဲဖေဟာ ငါတွေးတာမဟုတ်ဘူးအကြောင်းတရားဓမ္မကြောင့်အကျိုးတရားဖြစ်တာ အကြောင်းတရားဆိုတာဘာလဲကျင်တွေးစရာအကြောင်းတွေဖြစ်ပေါ်ခေလို့မနှောနှံတိုက်လို့ကျင်တွေးစိတ်ပေါ်တာနော်ဒါမနိစပတိစဒေမင်းစဥပ္ပစတိမနောဝိညာဉ်နဲ့တိန်နံတံဂတိဖတ်တော်တဲ့ဖတ်တာပစ္စယဝေဒနာဖြစ်တာပါတဲ့ဝေဒနာပစ္စယ တရားရှုပါတဲ့ခံစားမှုမှာဝေဒနာနိရောဓဖြစ်အောင်ဖြစ်ဖြစ်ဖို့လိုပါတယ်ဝေဒနာနိရောဓတဏနိရောဓတိမဂောဒါမြတ်စွာဘုရားညွန်ကြားတဲ့လမ်းကဒီတစ်ခုပဲဒီလမ်းကြောင်းတစ်ကြောင်းပဲအဲ့ဒါကလွေပါတယ်ဗျာဆိုပြီးတော့မလုံးပေးထားလိုက်တာလွေတယ်လို့ထင်မနေနဲ့နော် ကိုတို့အချင်းကသမထပဲလုံးမဲ့ဇန်တရားကိုပဲ လုံးမဲ့အချင်းပါလာတာဒီအကြောင်းအရာလေးမြတ်စွာဘုရားပြောတဲ့အကြောင်းအရာလေးလွေတွေလို့ထင်ပြီးတော့ကိုမလုံးပေးနေလာလိုက်တာ